ဒါကြောင့်မို့ဘိတ်ရှင်ပါးထဲမှာမြတ်စွာဘုရားဗာဟောထားတယ်ဆိုသမ္မာဒိဋ္ဌိတဲ့လေသမ္မာဒိဋ္ဌိဆိုတာ right understanding ပဲအမှန်မြင်တာအမှန်မြင်တယ်ဆိုတာမျက်စိနဲ့မြင်လို့မရဘူးဉာဏ်နဲ့မြင်တယ်နော်အေးအမှန်မြင်တယ်ဆိုတဲ့ပညာနဲ့ရသော်ပြားကဘက်ကင်းရှိပါကိုခေါ်ထတာအမှန်မမြင်ဘူးဆိုတဲ့အဝိဇ္ဇာနဲ့ပရိစ္ဆာသမုပ္ပါကိုခေါ်ထတာ တန်တရားလဲပြီဆိုရင်အမှန်မသိရင်တန်တရားလဲတဲ့အမှန်သိရင်တန်တရားပြတ်တယ်အမှန်မသိလို့ရှိရင်ဒုက္ခရောက်တယ်အမှန်သိလို့ရှိရင်ချမ်းသာဒီတိုက်တော့နော်ဒါကြောင့်မလို့အခက်ခဲမှန်တယ်များကြော်လွားဖို့ရတဲ့ပညာပလန့်လို့ဆိုပညာခွန်အားတစ်ခုကိုယ်တဏ္ဍာမမပြည့်သေးရင်ပြည့်အောင်လုပ်ပါလူတွေကကာယပလန့်ရအောင်တော့ဒေါနစ်တွေတို့ဗိုက်တာမင်စေးတွေတို့တောက်ကြဘာဖြစ်လို့အားရှိအောင်